အုတ်ချုပ်သူတွေအပေါ်ငါယုံကြည်ချက်ပျောက်ဆုံးသွားပြီးအုတ်ချုပ်သူတွေဟာဝန်တန်းတွေရဲ့ယုံကြည်ချက်ပျောက်ဆုံးသွားတာကို နောက်ဆုံးမှ သိတတ်ကြတဲ့1993ခုနှစ်လောက်ကကိုပိုင်စီးပွားရေးလုံးမယ်ဆိုတုန်းကကျွန်တော်ရဲ့ပထမဆုံးအကြံပေးဝန်ဆောင်မှုစာချုပ်ကစိုင်ပေါင်း80ဖွင့်ထားတဲ့အဝယ်အစားလက်လီလက်ကအယောင်းဆိုင်နဲ့ဖြစ်ပါတယ်အမျိုးသမီးတွေအတွက် အရေးအသေးမြင့်ပြီးစိုက်တီးတဲ့အဝဲအစားတွေရောင်းတာပါ အဖွဲအစည်းရဲ့ဥက္ကဋ္ဌကစစ်တမ်းကောက်ရတဲ့ရည်ရွယ်ချက်ကအဖွဲအစည်းကို အလုံးလွတ်ရမှာ ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်အောင်ဆိုပြီးကျွန်တော်ကို ပြောပါတယ်စစ်တမ်းကောက်တာမစတင်ခင်နှစ်ပတ်အလိုမှာတဲ့ဆန်ဖရန်စစ္စကိုကိုမြို့မှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကနေကျွန်တော်ကို ဖုံးဆက်လာခဲ့ပါတယ်ခမားကျွန်တော်ကိုသိမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကခမားအမှုတဲအသိရဒါရိုက်တာဘုတ်အဖွဲ့ဝင်ခေါင်းဆောင်တယောက်ပါ ဆိုပြီးဖုံးခေါ်တဲ့လူကပြောပါတယ်ကျွန်တော်တို့ကဩက္ကဋ္ဌကိုစစ်တမ်းကော့ဖို့ကိစ္စနဲ့ပြောထားပါတယ်အဲဒီတော့ခမားကကျွန်တော်တို့အတွက်စစ်တမ်းကော့ပေးရမှာသူ့အတွက်မဟုတ်ဘူးလေလာတွေးစီချက်တွေ ပြေးသွားရင်စစ်တမ်းကောက်တဲ့ရလက်ကိုတနော့စီကိုဓာတ်ရိုက်ပုတ်ပေးပါတဲ့သူကထပ်ပြောသေးတယ်။အော်နောက်နောက်ပြီးတော့ကျွန်တော်တို့ဖုံးပြောတာကိုဥက္ကဋ္ဌကိုမပြောပါနဲ့တဲ့။ဥက္ကဋ္ဌကကျွန်တော်ကို အလုတ်ခံထားတာဖြစ်တဲ့အတွက်အစီရင်ခံစားကိုဥက္ကဋ္ဌကိုရောဘိုးအဖွဲ့ခေါင်းဆောင်ကိုရောတတ်တတ်စီပို့လိုက်ပါတယ်။ တပတ်လောက်ကြာတော့ဇင်းလင်းမြုပ်နှံမှုကော်မတီကနေဖုံးဆက်လာတာကသူတို့ကကျွန်တော်ကိုအရေးပေါ်ဘိုးအဖွဲအစီအတွေ့ဘိုးအဖွဲအစီအဝေးကြရန်စစ်တမ်းကောက်တဲ့ရလက်ကိုကြောစီကျင်သားတဲ့အစီအဝေးမစတင်ခင်မိနစ်အနည်းငယ်အလိုမှာဘိုးအဖွဲခေါင်းဆောင်ကအခန်းထဲဝင်လာပြီးကျွန်တော်ကိုပြောတယ်ကျွန်တော်တို့ခမားကိုတိထားစီကျင်တာက ဩကထအလौထွက်မှာကိုဒီနေ့မနက်မှာကျွန်တော်တို့သဘောတူလက်ခံပြီးပါပြီဒါမျိုးဖြစ်လာမှာကို မျှော်လင့်ထားတင်ပေမဲ့ကျွန်တော်တော်တော်အံ့ဩသွားတယ်ကျွန်တော်ဝန်ဆောင်မှုက လုပ်ငန်းခွင်ကဝန်ထမ်းတွေဩကထကိုမယုံမယုံကြည်ကြတော့ဘူးဆိုတာဘောအဖွဲ့ကိုတင်ပြဖို့အတုံးပြုခံလောက်လိုက်ရတယ်ဆိုတာပါပဲ။ အဖွဲ့အစည်းအများစုမှာဝန်တန်းတွေကိုစီနီယာအုပ်ချုပ်သူကိုဝန်တန်းအဖွဲ့အစည်းအများစုမှာဝန်တန်းတွေစီနီယာအုပ်ချုပ်သူကိုယုံကြည်မှုမရှိတော့တဲ့အချက်ဟာဘဝမှာလက်ခံရမယ့်အချက်ပဲဒီကိစ္စမှာတော့ဥက္ကဋ္ဌကအလုထုတ်ခံလိုက်ရတဲ့အလုရှင်တွေရဲ့ပြဿနာကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအပေါ်ယုံကြည်မှုတွေ ျက်စီးဆုံးရှုံးသွားတာကိုနှစ်အများကြီးခံလိုက်ရတဲ့ဝန်တန်းတွေရဲ့ထောက်ဝဲကျော်လောက်ကသူတို့အဖွဲ့အစည်းဟာစီမံခန့်ခွဲမှုမကောင်းမှုလို့ရှင်ကြီးကြတဲ့အချက်ဟာအပအချက်လက်တွေကြောင့်အဝစရာတော့မဟုတ်ပါဘူးဝန်တန်းအများအများကအလုံးထုတ်ခံရလို့အလုံးမရှိကြတော့ဘူး MCI World Con Econa သူကြို့တော့လို့လူတွေလေးစားကြတဲ့ကုမ္ပဏီတွေမှာအောက်ချုပ်သူတွေရိုးသားမှုအကျင့်ပြတ်မှုနဲ့တတ်တတ်ပြီးဝမ်းနည်းစရာကောင်းတဲ့တည်င်းတွေအများကြီးပဲဝန်တန်းအများစုကတန်ဖိုးရှိတဲ့ stock share တွေမှာတန်ဖိုးအဖိုးမတန်ပြော့ဘူးဆိုတာ တွေ့မြင်ကြရတဲ့အဖွဲ့အစည်းအများစုမှာပင်စင်ကန်စားခွင့်အစီအစဉ်တွေမဖြစ်မြောက်လာတော့ပါဘူး အုပ်ချုပ်သူတွေအပေါ်ယုံကြည်မှုမရှိတဲ့ဝန်ထမ်းတွေဟာ သူတို့ရဲ့အလုပ်ကိုခန့်ထားမှုဆိုင်ရာအခြေအနေကို မထိမမြန်ပြုလာကြပါလေသူတို့အလုပ်ပေါ်မှာဂုဏ်ယူပြီးလော့ဖော်ကင်ဘတ်တွေနဲ့ပေါင်းတဲ့ဆက်ဆံရေးကို ကြောချင်းတာယာနိုင်မဲ့အဖွဲ့အစည်းကိုတော့စိတ်အားထက်သန်ပြီးယုံကြည်စိတ်ချရစိတ်ချရတာမျိုးမရှိနိုင်တော့ပါဘူးစိတ်ပညာချွတ်တော့ ဝန်တန်းတွေဟာလောကလာစာအကျိုးခံစား권တွေနဲ့အုပ်ချုပ်သူတွေကထောက်ပံ့ပေးတဲ့တက်တောင့်တတာရှိတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်နဲ့စီးပွားရေးလုပ်ငန်းကိုသူတို့ရဲ့အချိန်စွမ်းအင်တွေနဲ့အလဲအလဲလုပ်ကြပါတယ်ဝန်တန်းတွေကအုပ်ချုပ်သူတွေဟာကုမ္ပဏီအတွက်ဆုံးဖြတ်ချက်ကောင်းတယ်မလုပ်ဘူးလို့ယုံကြည်လာတဲ့အခါစာနဲ့မရေးသားထားတဲ့လုပ်ငန်းရှင်တွေနဲ့ ဆုတ်ထားတဲ့စိတ်ပိုင်းဆိုင်ရာစာချုပ်ဟာ forfeit ခံရတယ်လို့တွေးလာကြပါတယ်။အဲဒီတော့အဖွဲ့အစည်းပေါ်သူတို့ရဲ့အချိန်နဲ့စွမ်းအင်တွေပေးဆက်ခြင်းစိတ်ကိုပြန်လဲစဉ်းစားလာကြပါတယ်။ဘယ်လိုဖြည့်ဆင်းကြမလဲ။နံပါတ်၁ရလက်ကို ဖန်သေးပါ။အရေးကြီးဆုံးအရေးကြီးဆုံးကဝန်ထမ်းတွေဟာတယောက်နဲ့တယောက်ယောက်ကဂရုတစိုက်နဲ့ အလုတ်ကောင်းကောင်းလုံးနေတာစွတ်တာမျိုးလိုချင်ကြတယ်စတော့ချေရာရှင်တွေလိုမျိုးပဲသူတို့ဟာထိတွေ့တိုင်တွေ့လို့ရနိုင်တဲ့ရလက်မျိုး အဖွဲအစည်းရဲ့ပွင့်လင်းတဲ့ဗန္တာရေးအခြေအနေအနာဂတ်အတွက်ကြိုးတင်ကြံစားချက်တွေကို မြင်ချင်တယ်နံပါတ်1ချမ်းသာကြွယ်ဝမှုကို မျှဝေပါတကယ်လို့စီနီယာအုပ်ချုပ်သူတွေက အဖွဲအစည်းရဲ့ အောင်မြင်ကြည်တော်မှုအတွက်ပူပေါင်းဆောင်ရွက်နေတဲ့ဆိုရင်သူတို့အတွက်လောကလစာတွေတောင်လိုပုံပေးလဲဝန်တန်းတွေက လက်ခံသဘောတူကြမှာပါပဲစီးပွားရေးကောင်းလာတဲ့အခါအမြဝေစုမြဝေပေးတဲ့အစီအစဉ်တွေအစားထိုးပြီးတော့လောကလစာစုကြည်တိုးပေးတာတွေဆောင်ရွက်လို့ရပါတယ်နံပါတ်3ဝန်တန်းတွေကို တာဝန်ယူရမယ်ဆိုတာ ်တင်မှတ်ထားပါအဖွဲ့အစည်းအများစုမှာစီနီယာအုပ်ချုပ်သူတွေဟာဝန်တန်းတွေစတော့ဆရာရှင်တွေဝယ်ယူသုံးစွဲသူတွေအပေါ်မှာတာဝန်ယူရမယ်ဆိုတာမေ့နေတတ်ကြပါတယ်နံပါတ်၄ဝန်တန်းတွေအပေါ်ပွင့်လင်းပါဝန်တန်းတွေဟာ စီးပွားရေးကျဆင်းနေရင်တောင်မမှုဘူးတစ်နှစ်ပတ်လုံးစုကြည်လောကလာစာတိုးပေးတာမျိုးမရှိရင်လည်းနေနိုင်တယ် သူတို့ဒီမခံနိုင်တဲ့အချက်ကတော့အုပ်ချုပ်သူတွေရဲ့စိတ်ရင်းမကောင်းမှုနဲ့မယိုးသားမှုကိုပဲအောင်မြင်သည်ဖြစ်စေကြာဆုံးသည်ဖြစ်စေအရှိကိုအရှိအတိုင်းပြောဆိုဆက်သွယ်ပါနံပါတ်2ကိုဝန်တန်းတွေဟာအုပ်ချုပ်သူတွေရဲ့အဖွဲ့အစည်းကိုအောင်မြင်စွာဥဆောင်နိုင်တဲ့အရေးချင်းကိုယုံကြည်ကြဖို့အရေးကြီးပါတယ်အုပ်ချုပ်သူတွေဘက်က ပြောထားတဲ့အတိုင်းမလုပ်ရင်ဝန်ထမ်းတွေက မုန်းတီးကြတယ်တကယ်လို့တင့်ဘက်ကဝန်ထမ်းတွေကိုဖွက်ဖွက်လင်းလင်းပြောဆိုဆက်ဆံပြီးသူတို့ကိုစီးပွားရေးလော့ဖော်ကန်ဖက်အနေနဲ့သဘောထားရန်ဝန်ထမ်းတွေကလည်းအုပ်ချုပ်သူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာယုံကြည်လာကြပါလိမ့်မယ်